ဟယ်လိုအားလုံးမင်္ဂလာပါမဂျူရီဗရဒီယန်နေပြန်လဲကြိုဆိုလိုက်ပါရစေစီကိမ်းပြိုင်ပွဲရဲ့မျိုးသမီးဘောလုံးပွဲစဉ်အုပ်စုဖွင့်ပွဲညီမနဲ့ဖိလစ်ပိုင်တို့ဒီနေ့ညနေပိုင်းအရှင်မြန်ကစားခဲ့ကြရတယ်ဆိုတော့အပွဲစဉ်မှာညီမတင်ကတပွဲလုံးတိုင်းတာရတော့အရန်ကြီးကျင်းတ်ဆရာကောင်းတဲ့ ်ခြေသွမ်းမျိုးမရခဲ့ဘူးပူပင်လင်းပြောရင်တော့ကွေးလက်ပိုင်းကအရန် interception နဲ့ကောင်းတယ်ဆိုမှတပွဲလုံးခြေစမ်းအရာခက်စပိုင်းမှာအဲ individual အမားလေးအများကြီးကျူးလွန်ခဲ့တာကိုတွေ့ရတယ်ဆိုမဲ့ဒီဖိလစ်ပိုင်တို့တော်လေးကောင်းတဲ့အသင်းဘောလုံးကင်ကစားတော်တော်လေးတည်တက်တဲ့အသင်းကိုကစားရတော်တော်လေးခက်တဲ့အသင်းကိုအပွင့်ပွဲစဉ်မှာအနိုင်ရခဲ့တယ်သုံးမှတ်လဲရခဲ့တာကြောင့် ချိနဲ့ရတဲ့ပွဲတွေလို့ပြောလို့ရတယ်ဆိုတော့ဒီနိုင်ပွဲကအုပ်စုတက်ဖို့အတွက်အရန်ကိုအရေးပါတယ်ပွဲဒီသုံးမှတ်ကအုပ်စုတက်ဖို့အတွက်အရန်ကိုအရေးပါတယ်သုံးမှတ်လို့ပြောလို့ရတယ်ဆိုတော့မေထက်လူရဲ့နောက်ကျအတွင်းကိုနဲ့နိုင်ရခိုင်ရမှာတင်ကအုပ်စုပွဲစဉ်မှာဒီနောက်တစ်ဆင့်ကိုတက်ဖို့အတွက်အုပ်စုကနေတက်ဖို့အတွက်ချစ်တလန်းစပြီးလမ်းလိုက်ပြီးလို့ပြောလို့ရပါတယ်ဆိုတော့ဒီပွဲစဉ်ရဲ့ပွဲပြီးသုံးတဲ့ချက်ကိုကျွန်တော်အခုပဲလောက်သွားပေးပါမယ်ဟောဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner. မြန်မာတင်ကပွဲစားရဆိုရတဲ့သူတို့ရဲ့အဓိကကဏ္ဍမှာအများစုပါတဲ့ပွဲထွက်လူစင်းကိုပဲအသုံးပြုခဲ့တယ်။ကုရမညမာကမြို့မြများကြီးဆန္ဒပတ်အသွင်းနေမှာတော်တော်လေးကွန်ပက်ဖြစ်တဲ့ဇွန်ရောက်ဦးနဲ့ဖြူဖေးအသွဲလိုက်ကိုတုံးလာတာကသဘောကျကြကောင်းတယ်။ဘယ်ချက်မှတော့မိသမုံမြင့် ကျွန်တော်ခန်းစစ်ပွဲကတော်တော်လေးအဆင်ပြေရဲ့ခန်းစစ်လို့ပြောလို့ရတယ်။ကိုယ့်ထဲမှာအတဘောကြတုံးအရာကဖြူဖြူဝင်းနဲ့နော်ထတော့ဝေကိုဒဘယ်ပိတ်ပေါ်ဆက်ဆန်တုံးလာတာအရန်တဘောကြတယ်။ဆိုတော့ဒီကွင်းလေအတွက်ကဘလုံးဖြန့်ဝင်မှုအပိုင်းရောဘလုံးလိုက်ဖြတ်တဲ့ intersection အပိုင်းတွေရောအရန်ကောင်းတယ်။ဆိုတော့မြမပွဲစားတယ်ဆိုကြတဲ့ကသူ intersection တင်ပြီးကစားတယ်။ high pressing လောက်ရမှာတော်တော်လေးကိုတတ်တတ်ရဲ့ high pressing လောက်ပြီးကစားတယ်။ဆိုတော့ပွဲစားတယ်ဆိုကြတဲ့ high pressing တင်ကစားတဲ့အချိန်မှာဘယ်အချိန်မှသိတာလဲဆိုတော့ပွဲစား3မိနစ်ကျော်မှာခဲက Philippines ဟာဘလုံးအရန်ကင်တာကောင်းတဲ့အပြင်ဒါပေမဲ့မြမရဲ့ pressing ကိုအဲပွဲစားမှာအရန် rhythm မမီ င်းနဲ့ပေးလိုက်ရတယ်ဆိုတော့ဒီပေးလိုက်ရတဲ့ခန်းစင်အမားကနေပဲဝင်းတိန်ကင်တော်လလပါပါဥဆောင်ကိုရယူပေးခဲ့တယ်အဲ့အချိန်မှာပွဲက၄မိနစ်ပဲရှိသေးတယ်ဆိုတော့တော်တော်လေးကောင်းတဲ့ပွဲသား high pressing ပုံစံကိုပြနိုင်ခဲ့ရလို့ကျွန်တော်ပြောလို့ရတယ်အဲ့အဲ့နောက်မှတော့မြန်မာကဒီကိုပက် defense ကိုတည်ပြီးမှဒီအရန် aggressive ဖြစ်တဲ့ pressing နေတဲ့သူဒီ flip line ရဲ့ဘောလုံးကင်နေကြတဲ့ပုံစံကိုချိုးချက်ဖို့ကြိုးစားတယ်အထိုက်လျောက်လည်းအဆင်ပြေတယ်တမဲလိုက်စစ်တွေလည်းစဖို့အချိန်အများကြီးရတယ်ဆိုပေမဲ့ ဖလစ်ပိုင်ကခံစစ်ကပွဲစပိုင်းမှာအမားလုတ်ခဲ့တယ်လို့နောက်ပိုင်းမှာတော့အရင်အမားတွေလုတ်နေအောင်မမြင်ရတော့ဘူးဆိုတော့ပထမပိုင်းနေထားရဖလစ်ပိုင်ဟာဘောလုံးကိုကင်မီကစားနေမှာတော်တော်လေးကို solid ဖြစ်တယ်ဆိုတော့သူရဲ့ क्व င်းလင်ကနေ sweat pass တွေအများကြီးထွက်တယ် wide area ကိုအရင်မသွားဘဲနဲ့ sun ray zone မှာဘောလုံးတည်ပြီးကစားနေတယ်ကိုမြင်ရတယ်ဆိုတော့မြန်မာရဲ့ क्व င်းလင်ကတော့ထွက်ဝေးဒီနေ့ကတော်တော်လေးအမှန်ထွက်တော်အောင်မြင်ရတယ်ဆိုတော့ အဲအင်တာဆက်တွေအရန်ကောင်းတယ်ဒီဖြတ်ယူတဲ့ပိုင်းတွေအရန်ကောင်းတယ်နည်းနည်းလေးအားမရနေရတော့ဖြူဖြူဝင်းပါတော့ဘလုံးဖြတ်ဝင်ပိုင်းတွေတိလက်ပို့ပြီးကောင်းမယ်ဆိုတော့ညမတိုက်စစ်ပို့ပြီးအခွင့်ရေးရလိမ့်မယ်ဒုတိယပိုင်းမှာတော့ဒီအရန်အဲ highlight တင်ဆော့မလာမယ်ပုံစံရှိတဲ့ flip line canvas ကြောင့်ညမကယုံဒီလိုင်ကိုထည့်ပြီးတိုက်စစ်မြင့်မှုအကျိုးစားလာမယ်လို့ထင်တယ်ဆိုတော့ပထမပိုင်းတစ်ပိုင်းလုံးစာအနေထားမှာ flip line ကဘလုံးကန်ကစားပြီးပူကောင်းတဲ့အသင်းဖြစ်တရားရှိရဆိုပေမဲ့ညမရဲ့ combat defense ကိုတော့ဘလုံးမမကြော်နိုင်အောင်တွေ့ရတယ်ဖလပိုင်ဟာဘလုံးကင်နဲ့ white area တွေမှာတွားပဲ central zone ကနေ ဖတ်စစ်အများကြီးနဲ့မြန်မာခံစစ်ကိုချိုးဖျက်ဖို့ချိုးစားနေတာကိုကျွန်တော်တွေ့ရတယ်။ဒါပေမဲ့အရင်ထိရောက်မှုတော့မရှိနေဘူး။မြန်မာရဲ့ခံစစ်ကလည်းတော်တော်လေးကိုကြီးကြီးလေးလေးရှိနေတယ်။စပ်ပီစီမှာမြန်မာ900လူနီးပါးရှိရှိခဲ့ပေမဲ့ဒဏ်လူကြီးကအဲ ပြည်တံပိုးပေးနေရမျိုးမြင်တွေ့ရတယ်တကယ်လည်းပြည်တံပိုးပေးလို့ရရဆိုရင်50 50အနေထားလို့ပဲကျွန်တော်တို့မြင်နေဆိုတော့ဒီဖိလစ်ပိုင်ဘက်ကအဲဆက်ပြီးတယ်တော်တော်လေးအန္တရာယ်များနေအောင်တွေ့ရတယ်ညီမခင်သက်ကဒုတိယပိုင်မှာတိကျပိုပြီးမှတတိကပ်ပြီးအဲကစားရမယ့်ပုံစံမျိုးကိုမြင်တွေ့ရတယ်ကွင်းလေကတော့အရင်ပြောကြရမရှိဘူးတော်တော်လေးအဲကြည်ကြည်လေးလေးရှိနေတယ်နောက်ထပ်ဝေးတော်တော်လေးကိုအင်တာဆက်တွေကောင်းနေရာကြောင့်ညီမရဲ့ကွင်းလေခင်သက်ကတော့အရင်ပြဿနာရှိမနေရမျိုးတွေ့ရတယ်ဘလုံးဖြောင်းမှုပိုင်းမှာလည်းဖြူဖြူဝင်းတိတဲ့ပိုပြီးအာယုံဆိုင်မယ်ဆိုတော့ညီမအတင်းကတော်တော်လေးကောင်းတဲ့ပုံစံမျိုးကိုမြင်တွေ့ရတယ်ဆိုတော့ပရပပိုင်းတစ်ပိုင်းလောက်သာနေထားရဘလုံးပိုင်ဆိုင်မှုကဖိလစ်ပိုင်ပုံများရဲ့ဆို င်ပဲပိုပြီး solid ဖြစ်ပြီးမှချစ်လင့်နေတဲ့တင်အောင်ညီမတို့ပြောလို့ရပါတယ်ဒုတိယပိုင်းမှာတော့ကျွန်တော်ထင်ခဲ့သလိုပဲ humidity line ကိုထည့်ဆုတ်လာတယ် humidity line ကိုထည့်ဆုတ်လိုက်ခြင်းကညီမတင်းရဲ့တိုက်စစ် attacking strike တွေကိုအများကြီးပိုအသက်ဝင်စေတယ်အထူးသဖြင့် wide area မှာ humidity line ရဲ့တူအယုံကကတော်တော်လေးကိုဒီ flipping နောက်တန်းကို struggle ဖြစ်သွားစေတယ်အဲနေရာတွေချဲသွားစေတယ်စပီဒ်အများကြီးပေါ်လာစေရပေါ့ဆိုတော့ဒီလိုဝင်လာတဲ့ အဲဒီမှာဒီတိုက်စင်လမ်းကြောင်းစတင်မှုနေကလည်းတော်တော်လေးအဆင်ပြေလာတယ်။ကွင်းလယ်ကပြမပိုင်းရလို့ပဲ intersection တွေကောင်းကောင်းလုပ်တယ်။ဖြူဝင်းကတော့ဒီနေ့ပွဲစဉ်မှာနည်းနည်းလေးပုံပြက်နေတဲ့ပုံစံမျိုးကိုမြင်တွေ့ရတယ်။ဆိုတော့ဘလုံးပိတ်ပုတ်မှုလေးတွေကအရှုပ်ပူပြီးကောင်းအောင်ပိတ်ပုတ်မှုနိုင်တဲ့အပိုင်းလေးတွေမှာနည်းနည်းလေးလိုအပ်ချက်ရှိခဲ့လို့တင်တယ်။ဆိုတော့ ဒီနေရာအတိုင်းဆော့နေရင်လည်းဖြူဝင်ဒဏ်ရရပါတယ်ဖြူတင်းဒဏ်ရပြီးထွက်သွားတာကညီမတင်းရဲ့ကွင်းလင်ဟာဘက်ကိုအများကြီးပေါ်သွားစေတယ်ပထမပိုင်းတစ်ပိုင်းလုံးအဆင်ပြေခဲ့တဲ့နောက်ထပ်ဝင်တဲ့ဖြူဝင်ဒါပေပိုက်ပေါ်အတွဲကတယောက်ထွက်သွားတဲ့အချိန်မှာဒီအရန်ကြီးကိုချစ်လက်မှုမရှိတော့ဘူးနောက်ထပ်ဝင်ကနှစ်ယောက်စာကစားပြီးနေတယ်ဆိုပေမဲ့ဟာဘက်တွေကအများကြီးပေါ်လာခဲ့တယ်ဆိုတော့ဒီဟာဘက်တွေကိုညီမခန်စစ်ကပထမပိုင်းတစ်ပိုင်းလုံးသာနေတဲ့အရန်ကွန်ပက်ဖြစ်ဖြစ်ကစားနိုင်ခဲ့တဲ့ညီမခန်စစ်ဟာဒုတိယပိုင်းမှာတော့ဒီအဲကွင်းလင်ကဟာဘက်အရန်များလာတဲ့အချိန်အတူချင်းအမားလေးတွေတော်တော်လေးပြုတ်လုပ်လာတော့တွေ့ရတယ် ြုပြင်ဒီအပင်နေရိယာအထိတ်တွေဒီပင်နေရိယာအဆက်တွေဝိုက်ဧရိယာတော်တော်လေးအန်ဒီရများတဲ့အချမ်းတွေမှာပြစ်နမောတွေဒီလက်ထိဘောတွေကိုကျူးလွန်လိုက်တာတွေ့ရတယ်ဆိုဒီဆက်စပီဒီကဖလပိုင်တင်းတာတကယ်ကိုဆက်စပီကောင်းကောင်းကစားတတ်တဲ့အတင်းဆိုလို့ရှိရင်ညီမတင်းတောက်လျှောက်ကူကြီး ပြီးတွားရနိုင်တဲ့အခွင့်အရေးရှိရယ်ဒါအပြင်ဒီ white area တွေကနေဒုတိယပိုင်းမှာဖိလစ်ပိုင်ကပိုအားကိုးပြီးကစားလာတယ်ပထမပိုင်းကလည်းအလုံးမဖြစ်တော့တဲ့ central zone နေကစားတာမျိုးမဟုတ်တော့ပဲ white area တွေကနေပြန်ပြီးဖောက်လာတယ်ဒါကလည်းညီမတင်းခန်းစစ်ကိုတော်တော်လေးအလုံးရှုပ်သွားသေးတယ်အထူးသဖြင့်ဒီဖိလစ်ပိုင်ရဲ့ညာချမ်းညီမရဲ့ဘယ်ချမ်းကိုအ திக အထားကြီးထိုးဖောက်ကစားတယ် မိတဲ့မုံမြတော်တော်လေးကိုရုံရုံကကန်ကစားခဲ့ရတယ်။ဆိုတော့ဒါကညီမတင်ရဲ့ shape ကိုအနေနဲ့တော်တော်များများဟိုဟာဝါစေတယ်။ဆိုတော့ဒီလီနေဟာနေမှာညီမတင်ကိုပေးလိုက်ရတယ်။ဒီမိတဲ့မုံမြလက်ထိရဲ့ပြစ်တံပေါ်ကနေရှန်ကြလာတဲ့လုံးကိုအဲကိုရမဖန်းတဲ့နေမှာနည်းနည်းလိုအပ်ချက်ရှိခဲ့တယ်ဆိုပေမဲ့ဒီတလုံးကလွှဲရင်ကိုရမမျိုးမြငင်းကတပွဲလုံးအတိုင်းတရာတော်တော်လေးကိုကောင်းတဲ့ safe တွေတော်တော်လေးကိုကောင်းတဲ့ performance တွေကိုလုပ်သွားတာကိုတွေ့ရတယ်။ဆိုတော့ညီမတင်ချစ်ပေါက်ကိုပေးလိုက်ရတယ်ပေါ့ဝမ်ဝမ်။ဝမ်ဝမ်ပြတော့ပြတဲ့နောက်ပိုင်းမှာ flop ပိုင်းကပိုကောင်းတဲ့ပုံစံမျိုးညီမကအဲ defense ကစားရတဲ့ပုံစံမျိုးကိုပြန်ပြောင်းသွားတယ်။ ီနေရာမှာနီးပြကိုအချီးကျူးရှင်တာကနီးပြတော်တော်လေးမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလောက်လိုက်တယ်ဒါကဖလပိုင်ရဲ့အားမကောင်းတဲ့ခံစစ်ကိုအမြင့်ပေါ်ရင်တောက်လျှောက်ဒီယုံဒီလန်ရဲ့ပြာယုံအားတိုးအားနေအ cross တွေတင်နေအာကိုရီးယားကိုကျူးစားတယ်ဒါကအရင်ချင်းအဆင်မပြေနေဘူးဆိုပေမဲ့မိထက်လူဝင်လာတဲ့အချိန်မှာတော့တော်တော်လေးကိုထိထိရရောက်ဖြစ်လာတယ်သူတို့မိထက်လူက drop လုပ်ပြီးကစားတဲ့ပုံစံကဖလပိုင်ရဲ့ဒီ central defender တွေကိုအနောက်ကိုနည်းနည်းလေးပြန်ဖြုတ်သွားသေးတယ်ဒါက speed ရအများကြီးရသေးပြီဒီခင်မာလာထုံးတို့တွဲဖက်ကနေအဲ ညာချမ်းမှာယုံနီလိုင်းလွတ်လွတ်လပ်ဆွဲပြပြဖြစ်တယ်မို့ပေးခွင့်ရတယ်မိသက်လူရဲ့နေရာယူပုံလည်းတော်တော်လေးကိုတည်တည်တတ်တတ်ရှိခဲ့ပြီးခေါင်းတိုက်ထွားတဲ့ပုံစံလည်းတော်တော်လေးကိုအဆင်တန်မြင့်နေဆိုတော်တော်လေးကိုကောင်းတဲ့ဂိုတူကိုဖြစ်ခဲ့ပြီးမိသက်လူရဲ့ဒီစထရိုက်ကာနေရာမှာဘလောက်တိအန္တရာယ်များတဲ့တိုက်စစ်မှုလဲဆိုတာကျွန်တော်တို့ကောင်းကောင်းကြီးမြင်တွေ့ခဲ့ရတဲ့ပွဲလို့ပြောလို့ရတယ်ဆိုရတဲ့ခွင့်ကိုတစ်ချိန်ရတဲ့ခွင့်ကိုတစ်ချိန်အနေထားအနေပဲမိသက်လူနိုင်ကူဖြစ်ပြောင်းလဲပြီးွားတယ်ပွဲကစားအချိန်က88မိနစ်ရှိသွားပြီဆိုတော့ဖလပ်ပန်နေနဲ့ဘလုံးမပြန်လာဖို့မဖြစ်နိုင်တော့ဘူးဒီနောက်ပေါ်တော့ညီမကပွဲကိုအေးအေးဆေးဆေးထိန်းစော်ရတယ်အဲလှုပ်တင်လှုပ်ထွက်တဲ့နေရာလေးမှာလှုပ်တင်လှုပ်ထွက်လို့ကစားပြီးတော့ ပွဲကိုထိမ့်ပြီးဆော်ပါတယ်ဒီလိုနေထားနေပွဲပြူရတဲ့အချိန်မှာညီမကတော်တော်လေးကိုခက်ခဲတဲ့ပြိုင်ပတ်ဖြစ်တဲ့ flop ပိုင်းကိုအဖွင့်ပွဲစဉ်မှာနေအနိုင်ရပြီးတုံးမဆက်ရပါပြီဆိုတော့နောက်ထပ်ဒီတပွဲထနိုင်အုပ်စုကနေကျုပ်ဖို့တော်တော်လေးကိုပတ်စနစ်များပါပြီဆိုတော့ညီမနေနဲ့တော်တော်လေးကောင်းတဲ့ခြေစွမ်းကိုမရခဲ့ဘူးဆိုပေမဲ့19 9ထက်တဲ့ပွဲရာတင်ရတဲ့လက်သုံးပတ်ကိုရာတင်ရတဲ့ဂိုးအနေထားနဲ့ကစားရတယ်ဆိုတော့တော်တော်လေးကိုကျေနပ်ရတယ်တော်တော်လေးကိုပီတိဖြစ်တယ်လို့ပြောရင်ကျွန်တော်ရဲ့ပွဲပြီးသုံးလက်ချက်ကိုဒီမှာပဲရနာချင်ပါတယ်ဆိုတော့နောက်ထပ်ပွဲစဉ်မှာပြန်ပြီးပြန်တွေ့ပါမယ်